တခါတော့ကရွာငယ်လေးတရွာရဲ့အနောက်ဘက်ကအင်ငယ်လေးမှာတော့ဥဆွေမင်းတို့ဆင်းရဲတဲ့မိသားစုလေးနေထိုင်ကြပါတယ်။သူတို့မိသားစုလေးကဆင်းရဲနွမ်းပါကြပြီးအလောက်ကိုကြိုးစားလှုပ်ခိုင်းကြပါတယ်။ဥဆွေမင်းနဲ့ဒေါ်လာတို့မှာတော့စံကင်းဆိုတဲ့သားလေးတယောက်ရှိပါတယ်။အခုဆိုရင်စံကင်းကအသက်၁၂နှစ်ရှိပါပြီ။စံကင်းကတော့ရိုးသားကြိုးစားတဲ့လူတော်လူကောင်းလေးပါ။မနှက်ဆိုအဖေဖြစ်သူနဲ့လက်ရအလုပ်တွေလောက်ကူပေးပြီးညဆိုရင်ဖားရှာငားရှာပါတယ်။ အခုဆိုဒေါ်လာကနောက်ထပ်ကလေးတယောက်ကိုမွေးဖွားလာတော့မှဖြစ်ပါတယ်။ဥဆွေမင်းကတော့မိမဖြစ်သူကိုအပြင်သွားခွင့်မပေးပါဘူး။အကြောင်းကတော့အခုတလော်ရွာလေးထဲမှာတရေတစီတွေကလည်းအရန်ကို၆လက်နေလို့ဖြစ်ပါတယ်။တနေ့မှာတော့ကလေးမွေးတော့မဲ့ဒေါ်လာဟာဖားသားအရန်ကိုစားချက်နေပါတယ်။ဒါကြောင့်ဥဆွေမင်းကတားဖြစ်သူကို ဖားသွားရှာလာဖို့ပြောလိုက်ပါတယ်။တားလေးရေစံကင်းမင်းအမေကတော့ဖားသားစားချက်နေတဲ့အဖေလည်းတားနဲ့တူတူလိုက်လို့မရဘူးကွာ။ မင်းရမေရကလေးမွေးတော့မှလေသူတယောက်တည်းအိမ်မှာကြံရင်ခဲ့ရင်လဲကြောက်နေလိမ့်မယ်ကွာတီတော့သားတယောက်တည်းပဲသွားလိုက်ပါစိတ်ကြပါဖေရဲ့သားအမေစားဖို့ဖားရအောင်ရှာလာပေးပါမယ်အရန်ကောင်းနေသားလေးမင်းတယောက်တည်းပြင်းနေအဖော်ရအောင်တယောက်ယောက်ကိုခေါ်သွားလိုက်နော်ရွာနောက်ဘက်ကိုတော့မသွားနိုင်နော်အဲ့မှာတရေတစီတွေကအရန်ချောက်တယ်ကွာဟုတ်ကဲ့ပါဖေသားတငင်ချင်းစင်ရောပါအဖော်ခေါ်သွားလိုက်မယ်အခုတလောအဖေတို့ရွာမှာလဲတရေတစီတွေကတရေတစီတွေကတောင်းကျမ်းနေတာ တတိထားပြီးသွားလာတော့သားလေးဟုတ်ကဲ့ပါဖေဥဆွေမင်းကတားဖြစ်သူကိုပြောဆိုတတိပေးနေရပေါ့ဆန်ကင်းလည်းအပြင်ထွက်ပြီး ဖားရှာဖို့ပြင်ဆင်လိုက်ပါတယ်အားလုံးပြီးသွားတော့ဆန်ကင်းကသူအဖော်ရအောင်တငယ်ချင်းစင်ရောရဲ့အိမ်ကိုသွားလိုက်ပါတယ်ထိတ်ကောင်မင်းအားနေလားကွာအားနေဖားသွားရှာကြမယ်ငါနဲ့လိုက်ခဲ့ကွာအတူတူသွားရအောင်သွားကြမယ်လေငါလည်းပြေးနေရနဲ့အတော်ပဲဒါနဲ့မင်းတယောက်တည်းလာလားကွာအေးပေါ့ကွာကွာတရေအင်းချောက်နေရလေ အဲ့ဒါကြောင့်မင်းကိုဖော်လာခေါ်တာပေါ့အေးအေးငါတို့မြင်သွားရအောင်လေလာကွာသွားကြမယ်တငယ်ချင်းဒီနေ့တော့ဖားရမှာတိတ်ချပါတယ်ငါတို့ဒီနီးနားလေးမှာပဲရှာလိုက်ကြရအောင်အေးပါကွာငါလည်းအများကြီးမရှာပါဘူးအဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ကဖားတွေရှာဖွေဖမ်းဆီးကြတယ်အိုးရှယ်ပဲဟေးဖားတွေကကြီးလိုက်တာဟေးမိုက်တယ်ဟေးဟင်းချူချက်မလားအချောက်ကြော်မလားကွာငါ့ဖေကဘလို့ချက်မလဲတော့မသိသေးဘူးငါတော့ရင်ခွဲပြီးမိခင်နာပိုးကြိုက်တယ် ဖာသာအားရှိရလေစူပါမင်းလိုခွန်အားကြီးစေတယ်တဲ့စူပါမင်းထက်မင်းကြီးစားလေးရောင်ရင်လှုပ်ပါအောင်ကွာအခုဆိုရင်ဆန်ကင်းမှာဖားရီတော်တော်လေးကိုရသွားပါပြီနောက်ကကြိုးစားပန်းစားနဲ့ဖားရီကိုဖမ်းကြပါရယ်ဒီလိုနဲ့ခဏကြာတော့ဆန်ကင်းနဲ့စင်ရော်တို့ကရွာနောက်ကိုရောက်လာကြပါရယ်ရွာနောက်ကိုရောက်တာနဲ့နှစ်ယောက်စလုံးကတမျိုးကြီးခန်းစားလိုက်ရပါရယ်ရွာတွေကလူတွေတော်တော်များများကရွာနောက်ကိုမတော်ကြပါဘူးအကြောင်းကတော့ရွာနောက်မှာ စုံးတဆေတွေပေါ်နေလို့ပဲဖြစ်ပါတယ်။ရွာနောက်ကတမျိုးပဲကွာ။ငှက်အော်တန်တွေတောင်မကြားရပါလား။အရင်တိတ်ဆိတ်နေပါလားကွာ။ဘာလဲ။မင်းကြောက်နေပြီလားကွာ။ငါတို့ဘယ်လိုလုပ်ရမလဲ။ဆက်ပြီးတော့သွားကြမလား။ကြောက်စရာတော့မလိုပါကွာ။ငါတော့ကြောက်တယ်ကွာ။မကြောက်ပါနဲ့ကွာ။ငါရှိရဲ့လေ။တရေအချောက်ခံရလဲအတူတူပြေးကြတာပေါ့။သူတို့နှစ်ယောက်ကစိတ်ကိုတင်းလိုက်ပြီးဖားတွေရှာဖွေကြတာပေါ့။ခဏနေတော့ဆန်ကင်းကခက်လန့်လန့်မှာအဖွားကိုတယောက်ကိုတွေးလိုက်ရပါတယ် အဲ့ဒီဖွားအိုရဲ့ခန္ဓာကိုယ်ကတော့အရန်ကိုပိန်လီနေပါတယ်။ပြီးတော့စပင်တွေကလည်းဖားလျားချထားတာပေါ့။အဖွားအဖွားတီမှာမလုံနေရလဲမကြောက်ဘူးလားအဖွား။အဲ့ဒီချိန်မှာပဲအဖွားအိုကထရက်လိုက်ပါတယ်။သူ့ရဲ့အတန်ကအေးဆက်ဆက်ကြီးဖြစ်နေပြီးကြောက်စရာကောင်းပါတယ်။အဖွားကစုံဥတွေတူးနေရပါကွယ်။အခုချိန်နေဘာမှမစားရသေးတော့ပိုက်ထဲမှာတကွီကွီဖြစ်နေပြီလေ။အဖွားဖားတွေလိုက်ရှာပြီးမိနဲ့กินစားပါလား။ အဖွာဖားကြောက်လို့ပါကွယ်အဖွာကိုရဲ့တန်ကတာမန်လူတွေလို့မဟုတ်ပါဘူးအေးဆက်ခြောက်ကက်နေပါတယ်ခင်အောင်အဖွာကိုရဲ့တန်တမျိုးကြီးกว่าအဲ့ဒါအားနေနေလို့ဖြစ်မှာပါ အဖွာကတယောက်တည်းနေတာလားဗျအခုတော့အဖွာတယောက်တည်းနေရပေါ့ကွယ်အဖွာယောက်ျားတော့စုံသွားတာကြပြီကွယ်တန်နဲ့မြေးလေးတို့ကရောဒီကိုဘာလို့ကြောက်လာကြလဲကွယ်ကျွန်တော်တို့ကဖားဆိုင်ရောက်လာကြတာပါအဖွာ အမေကဖာသားစားချင်တယ်လို့ပြောလိုပါအဖေကတော့အမေကလေးမွေးတော့မှမလို့အိမ်မှာပဲနေခဲ့တာပါတကယ်တော့ဆန်ကင်းတို့စကားပြောနေတာကတဆိမကြီးပဲဖြစ်ပါတယ်ဒါကိုတော့သူတို့မသိရှာပါဘူးတဆိမကဆန်ကင်းတို့ကြည့်ပြီးလူသားစားချင်လာပါတယ်အခုဆိုသူလည်းလူသားမစားရတာကြာပါပြီတဆိဘဝကို ရောက်နေတဲ့ဖွားချလူကတော့အခုချိန်မှာကြောက်ကအသေးဥကလီစာတွေကို အရင်ကစားချက်နေရပါဒါကြောင့်ဖွားချလူဟာ သူ့ရဲ့အိမ်ကိုအလေလိုက်ခဲ့ဖို့ဖိတ်ခေါ်လိုက်တာပေါ့။မြေးလေးတို့အဖွားရဲ့အိမ်ကိုလိုက်ခဲ့ကြပါလား။မြေးလေးတို့နှစ်ယောက်ကိုကြည့်ရတာအရန်ပင်မနေကြပုံပဲ။အဖွားနဲ့တူတူလိုက်ခဲ့ပြီးရေတောက်ပြီးခဏနားလိုက်လေ။ဖွားချလူကတော့လူသားအရင်ကိုစားချင်နေလို့သူ့ရဲ့အိမ်ကိုမရမကခေါ်နေတော့တာပေါ့။တကယ်တော့စံကင်းတို့လည်းတကယ်တော့စံကင်းတို့လည်းတနေကုန်ဖားလိုက်ရှာနေရလို့တော်တော်လေးကိုပင်မနေကြပါပြီ။ ဒါကြောင့်ဖွာချလူပြောသလိုသဘောတူလိုက်ပါတယ်။ဖွာချလူရဲ့အိမ်ကိုရောက်သွားတော့ဆန်ကင်းတို့ကိုရှေခတ်တိုက်ပါတယ်။တောက်လိုက်နော်မြေလေးအသေးတဲ့ထိအေးမြသွားရမယ်။ပြီးတော့ဒီမှာခဏအိတ်လိုက်ကြနော်။ကျေးဇူးတင်ပါတယ်ဖွာ။အဖွာအရန်ကိုသဘောကောင်းတာပဲ။အဖွာအိမ်ကိုအလဲခေါ်လို့ကျေးဇူးတင်ပါတယ်နော်ဖွာ။သူတို့နှစ်ယောက်စလုံးကပင်မနေလို့အိတ်ပျော်သွားတာပေါ့။အဲ့ဒီအချိန်မှာပဲတစီမကြီးကကြိုက်စားမလို့လှုပ်ပါတော့တယ်။အိုးဟိုဟန်ကြပြီဟဲ့။ ငါ့ကွေမဲဟေ့အခုချက်ချင်းစာလောင်မှုတ်တိတ်နေတာပြေပြောင်းလုပ်ရမယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲဆန်ကင်းတို့ကလန်နိုးလာကြပါတယ်။သူတို့နှစ်ယောက်ကအိမ်ပြန်မလို့လောက်ကြပါတယ်။အဖွာ ကျွန်တော်တို့အိမ်ကိုပြန်လိုက်အောင်မယ်နော်။ရေတိုက်လို့ကျေးဇူးတင်ပါတယ်ဖွာ။ရပါတယ်သားရဲ့။အဖွာသားတို့စီကိုလာခဲ့မယ်။ဒီနောက်မှာတော့သူတို့နှစ်ယောက်လည်းအိမ်ကိုပြန်လာခဲ့ကြပါတယ်။တောအုပ်လေးထဲမှာတော့ခြောက်ချားဆရာကောင်းတဲ့အတန်တွေကိုကြားနေရပါတယ်။ဟောဘာအတန်တွေလဲ အတန်တွေကတမျိုးပါလားကွာဒါမကောင်းတဲ့ဝိညာဉ်ဆိုးတွေရဲ့အတန်တွေဖြစ်မှာပေါ့ငါတို့အပြင်ထွက်လာနိုင်တာကောင်းတာပဲသူတို့နှစ်ယောက်ကအင်ကိုပြန်ရောက်လာတော့ဦးမင်းဆွေကအပြင်မှာထိုင်နေပါတယ်အဖေတားတို့ဖားရင်အများရလာတယ်အမေကတော့စိတ်ကြိုက်စားပဲစင်ရော်လဲတီမာပဲစင်ရော်လဲတီမာပဲထမင်းစားမှာအဖေကောင်းနေသားလေးအဖေစိတ်ပူနေတာအဖေအခုပဲဖားသား64ချက်လိုက်မယ်မိမိအတွက်တော့ဖားသားကိုကျင်းနဲ့ပေါင်းမိလိုက်မယ်လေ တင်းနောက်မှာတော့ဦးမင်းဆွေကဖားသားချက်ဖို့ပြင်ဆင်တော့တာပေါ့ဒုက္ခပဲစင်ရောကဒီမှာထမင်းစားမှာစင်ရောကဒီမှာထမင်းစားမှာတဲ့ဒီကောင်းအစားကြီးတယ်ဆန်ငါးပူလောက်ချက်မရမယ်ခင်အောင်စားကွာငါဖေလက်ရဖားသားဟင်းအာမနာနဲ့နော်ငါလည်းဖားသားစားချက်ညာနဲ့အတော်ပဲကွာဟေးဟေးတင်းနောက်မှာတော့သူတို့အားလုံးကအိတ်လိုက်ကြပါတယ်ဒေါ်လာကတော့ချင်းအောင်ထဲမှာအိတ်တာပေါ့ခဏကြာတော့အပြင်မှာခွေးတွေကအယံဥလာပါတယ် ဆန်ကင်းတို့မိသားစုကတော့နင်းနေချာချာအိပ်ပျော်နေကြပါပြီ။အဲ့ဒီအချိန်မှာတယင်းမကအိမ်ပေါ်ကိုခုန်တက်လာပါတော့တယ်။အိမ်ပေါ်ကိုရောက်လာတဲ့တဆိတ်ကြီးကတော့ကျင်းအောင်ထဲမှာအိပ်ပျော်နေတဲ့တော်လောက်ကိုစိုက်ကြည့်နေပါတယ်။အိုး၊သူကကလေးမွေးတော့မယ်။သူ့ရဲ့ကလေးကိုငါစားရမယ်။ဒီလိုဆိုရင်အယိုးတွေကနူးညံ့နေတော့အရင်ကိုစားလို့ကောင်းမှာပဲ။အဲ့ဒီနောက်တဆိတ်မကမွေးထားတဲ့ကြက်တွေပဲတွေကိုအာပါတရာစားပါတော့တယ်။ရွာလေးထဲမှာတော့ခွေးတွေကအရင်ကိုဥနေပြီး တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ဟာခြောက်ခြားစရာကောင်းမြင်ခဲ့ပါတယ်။ရွာသားတွေကတော့မနှက်စောစောမှပဲတည်ဆုံနေကြတဲ့ကြက်တွေဘဲတွေခွေးတွေကြည့်ပြီးကြောက်လန့်သွားကြတာပေါ့။အားလုံးကဥကလီစာတွေထွက်ကြနေပါတယ်။အရင်ကဆိုခုလိုမျိုးတကားမှမဖြစ်ဖို့ခဲ့ပါဘူး။ဒါကြောင့်ရွာသားတွေကရာသမျှဖျားစာတွေကိုရွတ်ဆိုနေရပါတယ်။အခုဆိုရင်ရွာလေးထဲမှာအခြေအနေမကောင်းတော့တာကြောင့်အထက်လန်းဆရာကြီးဦးကော်ပီစီအာကိုတကြီးသွားကြပါတယ်။ဆရာကော်ပီရေဆရာကော်ပီ ကူညီပေါင်းဗျာအခုရွာတဲ့ကြက်တွေဘဲတွေအားလုံးတေကုန်ကြပြီဥကလီစာတွေအတွဲလိုက်ထွက်ကြနေအားဆရာဒါတဆိတ်လက်ချက်ပဲမင်းတို့ညဆိုအိမ်မွေးတရိစံတွေကိုအိမ်ထဲမှာထည့်ထားကြပါဆရာဒီကိစ္စအញ្ញံဆုံးဖြေရှင်းပေးပါအေးပါငါဆုံးမပေးပါမယ်စိတ်ကိုအေးအေးထားကြပါရွာလေးထဲမှာတော့ကြောက်မက်ဖွယ်ဖြစ်ဆိုကြီးအားအားလုံးကို၆လက်နေပါတယ်အခုဆိုရင်ရွာသားတွေကညဆိုရင်အီးအောင်ကြကြမပေါက်ရဲကြတော့ပါဘူး ကျွာလေးတဲကတတင်းတွေကိုကြားရတော့ဦးမင်းဆိုရသူ့ရဲ့မိမအတွက်စိုးရင်လာပါတယ်မကြမီတော်လာလဲကလေးမွေးလာတော့မှာပါဒါကြောင့်အထက်လန်းဆရာကြီးဦးကော်ပြီးစီမအကူညီသွားတောင်းခဲ့ပါတယ်ဆရာကြီးရေကဲပါအောင်ဗျာကျွန်တော်မိမလဲကလေးမွေးတော့မှာမို့ကူညီပေးပါအောင်ဗျာအေးပါကွာမင်းတို့စိတ်ကိုအေးအေးထားကြပါငါရှိပါတယ်ကွာအဲ့ဒီတယင်းမအကိုပညာပေးပြမယ်စောင့်ကြည့်ကြကွာညာရောက်တော့တယင်းမလဲရွာလေးကိုဝင်လာတာပေါ့ သူကတော့တော်လာရဲ့ကလေးကိုစားမလို့လာခဲ့တာပါ။ဟိုက်ယာ။အိုယိုယိုအခုတော့ကလေးမွေးပြီပေါ့။ဟိဟိအခုစားရမယ်ကွာ။တစီမကတော့ခွေးကိုရန်တွေ့နေတဲ့ချိန်မှာပဲဆရာကြီးကော်ဘီကသူ့ရဲ့စည်းချိန်လုံးနဲ့ရလိုက်ပါတယ်။မော်စွန်အားတွေနဲ့မို့တရဲမကတစီမက မခံနိုင်ပါဘူး။နောက်ဆုံးမှာတော့တစီမကြီးဟာဥကော်ဘီရဲ့အစင်မြင့်ကျိုးနဲ့တောက်တာကိုခံလိုက်ရပါတော့တယ်။တစီမကတော့အရှမ်းကိုကြောက်လန့်သွားတာပေါ့။ ချက်ချင်းပဲတနာဆက်ပွဲတောင်းမှန်လိုက်ပါရယ်။ဆီဟာဆီအကြီးရှင် တောင်းမှန်ပါရယ်။ကျမောက်ပြန်လွတ်ပေးပါနော်။နောက်ဆိုအခုလိုမလုပ်တော့ပါဘူးတောင်းမှန်ပါရယ်။ဘာလဲအခုမှ sorry တွေလာလို့မနေနဲ့။နရင်အောင်လိုက်မယ်။မင်းပါလို့ရွာထဲမှာဒုက္ခလိုက်ပေးနေရလဲ။ဆီဟာရယ်ဒီတစ်ခါတော့လွတ်ပေးပါနော်။ဘိုင်အင်းဆာလို့ပါတောင်းမှန်ပါရယ်ဆီဟာ။မင်းတို့ဒီဘဝနဲ့လွတ်မြောက်အောင်ငါလုပ်ပေးရလိမ့်မယ်။ ဒီနောက်မှာတော့အထက်လန်းဆရာကြီးဥကော်ပြီးဟာစမလေးကွက်တကြမင်းမန်တန်ကိုစပြီးတော့ရုပ်ဆိုလိုက်ပါတယ်။အဲ့ဒီမန်တန်ကတော့ဘလူးကြီးကိုတောင်အနိုင်ယူနိုင်ပါတယ်။အရန်ကိုအစွမ်းထက်တဲ့မန်တန်ကြောင့်ပဲတစိမကြီးဟာတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်။အခုဆိုရွာလေးထဲမှာအေးအေးဆေးဆေးဖြစ်သွားပါပြီ။လူသားစားတဲ့တစိမလည်းမရှိတော့ပါဘူး။ရွာသားတွေလည်းအရင်လိုပျော်ပျော်ရွှင်ရွှင်နေထိုင်သွားခဲ့ကြပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ အခုလိုမျိုးဗီဒီယိုလေးတွေသဘောကျတယ်ဆိုရင်တော့ channel လေးကို subscribe လုပ်ခဲ့ပါဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ like လုပ်ခဲ့ပါရှင်။လာမယ့် video အသစ်မှာပြန်တွေ့ကြမယ်နော်။